အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့ Windows 10ငါးစားကွန်ပျူတာလေးမှာဆိုရင်မြန်မာစာစနစ်ကမပါသေးဘူးဒါဆိုရင်မြန်မာစာစနစ်ဘယ်လိုထည့်ရမလဲဆိုတာကိုပြပြပြမှာဖြစ်ပါတယ်ဒါဆိုရင်လက်ရှိဆိုရင်ဒီမှာမြန်မာစာရေးလို့မရဘူးဒီမှာအင်္ဂလိပ်စာတစ်မျိုးပဲရှိမယ်ဒါဆိုတော့အခုဒီမှာမြန်မာစာထည့်ကျင်နေဆိုရင်ကြတော့ဒီနေရာလေးမှာ LANG UAG language လို့ရိုက်လိုက်မယ်ဒါဆိုရင်မှ language setting ဆိုပြီးတော့ဒီနေရာမှာပေါ်လာတယ်ဒါကို click ချက်ပေးလိုက်မယ်ဟုတ်ပြီဒီလိုဆိုရင်ဒီမှာ ဒီမှာ app ကိုနှိပ်လိုက်မယ်ဒါဆိုရင်ဒီဟာလေးကိုတစ်ချက်နှိပ်လိုက်မယ်ဒီလိုလေးပေါ်လာပြီဒီပေါက်ထဲမှာဘာထည့်ရမလဲဆိုရင် burmese လို့ထည့်ရမယ် b u r m e s e လို့ရိုက်လိုက်မယ်ဒါဆိုဒီမှာမြန်မာလို့ပေါ်လာပြီဟုတ်ပြီဒီမြန်မာစကားလေးကို click တစ်ချက်ပြေးလိုက်မယ်ပြီးပြီဆိုရင် next ကိုနှိပ်မယ်ဒါဆိုသူကဒီမှာ language ကိုရှာနေပြီဒီအချိန်မှာခဏလေးစောင့်အောင်မယ်ဒါဆိုရင်ဒီမှာ install ကို check click ပြေးလိုက်မယ်ဒါဆိုဒီမှာမြန်မာဆိုကြီးသူပေါ်သွားပြီဟုတ်ပြီဒါဆိုအခုဒီမှာမြန်မာသားရိုက်လို့ရမယ့်ချက်ကြည့်ကြည့်မယ်ဒါဆိုရင် Windows Space နဲ့ပဲပြောင်းအောင်ပါဖြစ်တယ် original ဘေးရင်ဖြစ်တဲ့ Windows Space ကိုပဲ ချက်နိုင်မှာဒါဆိုရင်မြန်မာအင်္ဂလိပ်ရဲ့ဒီမှာပြောင်းပြောင်းသွားပြီအဲ့တော့ဒီနေရာမှာဝင်းတို့ဒီမှာဆိုရင်ဒါအင်္ဂလိပ်စာအခုဒီမှာဝင်းတို့စပေးပါလေးနှိပ်မယ်ပြီးတော့မြန်မာစာရိုက်ကြည့်မယ်ဒါဆိုရင်မြန်မာစာဆိုဒီမှာပေါ်သွားပြီဟုတ်ပြီဒါဆိုရင်လက်ရှိအခုပြုလုပ်ပြီးခဲ့တာကတော့ဝင်းတို့တီမီကတာကွန်ပျူတာတွေပဲဖြစ်ဖြစ်ဒီမြန်မာစာမရှိသေးလို့ထည့်ကျင်တဲ့ကွန်ပျူတာတွေပဲဖြစ်ဖြစ်အခုလိုပုံစံလေးနဲ့ language ဆိုတဲ့ဘာရန်လေးရရှာပြီးတော့မြန်မာစာ ိုးထည့်သွင်းလို့ရမှာပဲဖြစ်ပါတယ်။